နမူနာပစ္စည်းနီလန်းရဲ့မူကွဲတစ်မျိုးကိုတော့ MW Corporation ကအသုံးပြုခဲ့ဘူးပါတယ်။အဲ့ဒီကုမ္ပဏီဟာအိမ်သုံးနဲ့တကူရီသုံးပစ္စည်းတွေကို နိုင်ငံတော်အိမ်ဒါရာရောက်ရောင်းချပေးတဲ့ကုမ္ပဏီဖြစ်ပါတယ်။အိမ်တွင်းမှုလုပ်ငန်းလေးကနေအနည်းအနည်းငယ်အတွင်းဘီလီယံနဲ့ချီတဲ့လုပ်ငန်းကြီးတစ်ခုဖြစ်လာခဲ့တဲ့ဒီကုမ္ပဏီဟာ BUG လို့ခေါ်တဲ့ထုတ်ပိုးမှုပုံစံနဲ့မှ ထုတ်ပိုးမှုပုံစံနဲ့မှနမူနာပစ္စည်းလေးတွေထည့်ပြီးတော့အသုံးပြုခဲ့ပါတယ်။ ်ဘီယူဂျီထဲမှာ MWE ထုတ်ကုန်တွေပါဝင်ပါတယ်ပရိဘောကတိုက်ချုပ်ဆေးပလင်းတွေဆက်ပြာတွေခေါင်းလျှော်ရည်တွေအနတ်အသက်ပြောက်ဆေးတွေပိုးသက်ပိုးဖြန်းဆေးတွေမှန်တုပ်ဆေးတွေစသဖြင့်ပေါ့အဲ့ဒီပစ္စည်းတွေကိုအထူးထုတ်လုပ်ထားတဲ့တစ်တာဒါမှမဟုတ်ပလတ်စတစ်အိတ်ကလေးတွေနဲ့ထည့်ပြီးတော့အိမ်ဓာယာရောက်ပို့ဆောင်ပေးပါတယ်ကန်တက် MW ဝန်ထမ်းလက်ဆွဲဆောက်တဲမှာတော့တရက်ဖြစ်ဖြစ်နှစ်ရက်ဖြစ်ဖြစ်သုံးရက်ဖြစ်ဖြစ်ကြိုက်တလောက်တာအခမဲ့သုံးပါ ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းကိုစမ်းသုံးစေခြင်းယုံပါပဲလို့ပြောပါအဲ့ဒါကဘယ်သူမှမငြင်းနိုင်တဲ့ကံလန်းမှုပါပဲလို့ရေးသားထားပါတယ်စမ်းသုံးခွင့်ကာလပြီးဆုံးသွားချိန်မှာတော့ MWE ကုစရေဟာပြန်ရောက်လာပြီးတော့အင်ရှင်ဝယ်ယူလို့တဲ့ကုန်ပစ္စည်းတွေကိုစရင်ကောက်သွားပါတယ်အခုလို အချိန်တိုလေးအတွင်းမှာပစ္စည်းတွေအားလုံးကိုကုန်သွားအောင် တုံးနိုင်တဲ့သူမရှိတဲ့အတွက်အယောင်ဝန်ထမ်းဟာပုံနေတဲ့ပစ္စည်းတွေကိုနောက်တအိမ်စီယူသွားပြီးတော့ အယောင်လုပ်ငန်းစဉ်ကို နောက်တစ်ကြိမ်ပြန်စတင်ပါတယ်။ MWA ကုစလေအများစုဟာတို့နဲ့တို့ရဲ့တက်ဆိုင်ရန်ရက်ွက်တွေမှာ BUG တွေအများကြီးပေးထားပြီးတော့လဲပတ်နေကြပါတယ်။ BUG နဲ့လာတဲ့ကုန်ပစ္စည်းတွေကိုအသုံးပြုခဲ့တဲ့ဈေးဝယ်သူတွေဟာအဘေးအယူစီးမြင်းနဲ့အချုပ်ခံလိုက်ရပြီဆိုတာကိုတော့အခုဆိုရင်အခုလောက်ဆိုရင်ခမရောကျွန်တော်ရောသိနေကြပါပြီ။အဲ့ဒီလို customer customer တွေဟာ သူတို့အတုံးချခဲ့တဲ့ကုန်ပစ္စည်းတွေကိုမှာယူဖို့တာဝန်ရှိတယ်ဆိုတဲ့စိတ်မျိုးဝင်သွားကြတာကြောင့်မှာယူကြတာပါအခုဆိုရင် MWE Corporation ကလည်းအကြောင်းအရင်းကိုတည်သွားကြပါပြီ MWE လို့ကြီးထွားနှုန်းမြန်တဲ့ကုမ္ပဏီမျိုးကိုတော့ BUG 84ကလှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်ကုမ္ပဏီရဲ့ပြည်내အလိုက်အယောင်ကိုယ်စားလှယ်တွေစီကပါထူးခြားကြောင်းမှတ်ချက်တွေရခဲ့ကြပါတယ်မယုံနိုင်စရာပဲဗျာကျွန်တော်တို့တခါမှဒီလောက် စိတ်လှုပ်ရှားဖို့ကောင်းတာမျိုးမကြုံဘူးအစပိုင်းမှာတင်ကုန်ပစ္စည်းကမယုံနိုင်စရာကောင်းလောက်အောင်ကိုအယောင်းတွက်နေတယ်တဆစ်ကန်ကိုယ်စားလှယ်တွေက BUG တွေကိုယူသွားပြီးတော့ကျွန်တော်တို့စီမှာအယောင်းနှုံတွေတော်တော်မြင့်လာတယ် Illinois အယောင်းကိုယ်စားလှယ်ကျွန်တော်တို့ကြုံမှုသမျှတဲ့အကောင်းဆုံးအယောင်း view ဟာပဲဖြစ်ရမယ် customer တွေက BUG ထဲမှာပါတဲ့ကုန်ပစ္စည်းတွေရဲ့တက်ဝက်လောက်ကိုဝယ်ကြတယ်စကားလုံးတစ်လုံးနဲ့ပြောရရင်တိတ်ပြောင်မြောက်တယ်ဗျာ ကျွန်တော်တို့ကုမ္ပဏီကြီးတစ်ခုလုံးမှာအခုလောက်ရောင်းအားကောင်းတာမျိုးမမြင်ခဲ့ဘူးဘူး Massachusetts အယောင်ကိုစလေ MWE ကုမ္ပဏီကဖြန့်ချီသူတွေဟာ BUG ရဲ့စွမ်းပကကြောင့်ကောင်းတဲ့သဘောနဲ့စိတ်ရှုပ်ထွေးသွားကြပါတယ်အခုဆိုရင်ခင်ဗျားနဲ့ကျွန်တော်ကတော့စိတ်ရှုပ်စရာမလိုတော့ပါဘူးအပေးအယူစီးမြင်ဟာစီးပွားရေးအရာအကျိုးသက်ရောက်မှုမရှိတဲ့လူမှုဆက်ဆံရေးနယ်ပယ်မှာပါစိုးမိုးနိုင်စွမ်းရှိပါတယ် အဘေးအယူစီးမြင်ရဲ့နောက်ွယ်မှာရှိနေတဲ့စွားအစုကြီးကိုပေါ်ကျူးနိုင်တဲ့ကျွန်တော်သဘောအချဆုံးဥပမာတစ်ခုဟာအဲ့ဒီလိုအခြေအနေမျိုးကနေလာပါလေဥရောပသိပ္ပံပညာရှင်တဦးဖြစ်တဲ့ Ibelai Basfel ဟာပထမကမ္ဘာစစ်တုန်းကရန်သူစစ်သားတွေကိုစစ်ဆေးမေးမြန်းခဲ့ရတဲ့ဂျာမန်စစ်သားတယောက်ရဲ့ဇလံကိုပြန်ပြောပြပါရယ်ပထမကမ္ဘာစစ်ရဲ့ကတုတ်ချင်းတိုက်ပွဲသဘောတဘာဝအရာ ထိတ်တိုက်ရင်ဆိုင်နေတဲ့ကတုတ်ချင်းနှစ်ခုကြားကနေမြေကိုတက်စိတ်တစ်ခုအနေနဲ့ဖျက်ဆန်းသွားလာဖို့အင်မတန်ခက်ခဲပြီမဲ့စစ်သားတယောက်တည်းဆိုရင်ရောစစ်သားတယောက်တည်းဆိုရင်တော့တပတ်ရန်သူရဲ့ကတုတ်ချင်းထဲထိရောက်သွားသွားဖို့တိတ်မခတ်ပါဘူးပထမကဘာစစ်ကစစ်တပ်တွေမှာအဲဒီလို သွားသွားပြီးတော့တပတ်ရန်သူကိုစုံစမ်းစစ်ဆေးဖို့ပြန်ခေါ်လာတဲ့ကျွမ်းကျင်သူတွေရှိခဲ့ပါတယ်အခုပြောပြမယ့်ဇလန်တွေကဂျာမန်စစ်သားဟာ အဲ့ဒီလိုတာဝန်တွေကိုမကြာခဏအောင်မြင်ခဲ့တဲ့အတွက်ဒီတစ်ချိန်မှာလဲနောက်ထပ်တာဝန်တစ်ခုအနှင်းချင်းခံခဲ့ရပါတယ်။သူကလည်းနောက်ထပ်တစ်ချိန်ရှေ့တန်းတွေကြားကနေမြေကိုတေချာတွက်ချက်ပြီးတော့ကတုတ်ချင်းထဲမှာတယောက်တည်းရှိနေတဲ့ရန်သူစစ်သားစီရောက်အောင်သွားနိုင်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာအစာစားနေတဲ့ရန်သူစစ်သားဟာအန်ကိုင်းမိပြီးတော့အလွဲတကူပဲလက်နက်ဖြုတ်ခံလိုက်ရပါတယ်။လက်ထဲမှာပေါင်မုတ်လေးပဲကင်ထားတဲ့အဖမ်းခံစစ်သားဟာသူ့ဘဝမှာအရေးပါဆုံး လုံရက်လို့စုံနိုင်မဲ့လုံရက်ကိုလှုပ်ဆောင်ခဲ့ပါတယ်။သူ့ရဲ့ရန်သူကိုပေါင်မုံလေးဖယ်ကျွေးလိုက်တာပါ။ဂျာမန်စစ်သားဟာပေါင်မုံလက်ဆောင်ကြောင့်သူ့တာဝန်ကိုမချေပြွန်နိုင်လောက်တဲ့အထိတိုက်ရောက်မှုရှိခဲ့ပါတယ်။ဂျာမန်စစ်သားဟာသူ့ဂျေဇူးဂျာမန်စစ်သားဟာသူ့ဂျေဇူးရှင်စီကနေပြန်လှည့်ထွက်လာပြီးတော့ကရုံချင်းတွေကိုလက်ဗလာနဲ့ပြန်ရောက်လာချိန်မှာတော့အထက်လူကြီးတွေရဲ့ချိန်မောင်းတာကိုခံခဲ့ရပါတယ်။ အပေးအယူရဲ့စွမ်းအားနဲ့ပတ်သက်ပြီးတော့နောက်ထပ်စိတ်ဝင်စားစရာဖြစ်ရတခုရှိပါတယ်။ဒီတစ်ချိန်မှာတော့အဲ့ဒီအမျိုးသမီးဟာလက်ဆောင်ဒီတစ်ချိန်မှာတော့အဲ့ဒီအမျိုးသမီးဟာလက်ဆောင်ပေးခဲ့တာမဟုတ်ပဲလက်ဆောင်ကိုညင်းဆန်ခြင်းအဖြစ်အဲ့ဒီလက်ဆောင်ရဲ့နောက်ကွယ်မှာပါလာတဲ့တာဝန်တွေကိုပါညင်းဆန်ခဲ့ခြင်းပါဒိုင်ယန်လူဝီလို့ခေါ်တဲ့အမျိုးအမျိုးသမီးတူဟာဂူယာနာဂျုံစတောင်းမှာနေထိုင်ပါတယ်အဲ့ဒီကိုပိုင်မျိုးဟာ1998ခုနှစ် နိုဝင်ဘာလမှာတို့ရဲ့ကောင်းဆောင်ဂျင်းဂျုံရဲ့ညွန်ကြားချက်အရာမျိုးနေပြည်သူအားလုံးကို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 အဆုံးစီရင်ကြဖို့ဖြစ်လာပါတယ်။အများစုကတော့အစိတ်ခတ်ထားတဲ့ဖြောရည်တွေကို ကိုပိုင်သဘောဆန္ဒအရမငင်းဆန်ပဲတောက်တုံးပြီးတော့စုံပါသွားခဲ့ကြပါတယ်။ဒါပေမဲ့ဒိုင်ယန်လူဝီကတော့ဂျုံစ်ရဲ့အမိတ်ကိုလွန်ဆန်ခဲ့ပြီးတော့ဂျုံစ်တောင်းရဲ့အပြင်ဘက်တစ်တောတွေတဲကိုလွတ်မြောက်လာခဲ့ပါတယ်။အဲ့ဒီလိုလုံနိုင်ခဲ့တာဟာသူလိုအပ်နေတဲ့အချိန်မှာ ဂျုံစကီကအကူအညီတွေတခုမှအကူအညီတွေကို တခုမှမယူခဲ့တာကြောင့်လို့သူကပြန်ပြောပြပါတယ်ဒိုင်ယန်လူဝီဟာသူဖျားနာသူဖျားနာနေချိန်မှာတော့ဂျုံစီကအစာအသောက်ကောင်းတွေကိုညှင်းဆန်ခဲ့ပါတယ်သူစီကနေအဲ့ဒီလိုအကူအညီတွေကိုယူလိုက်တာနဲ့ကျမကိုသူပိုင်သွားမှာပဲသူ့ကိုကျမပါအကျွေးမှမတင်ချင်ဘူးလို့ပြောပါတယ်မလိုချင်တဲ့အကျွေးတွေတင်စေတဲ့စီးမြေအစပိုင်းမှာအဘေးအယူစီးမြေရဲ့စွမ်းအားဟာ ကျွန်တော်တို့မကြိုက်မနှစ်တတ်တဲ့လူတွေစီကနေအခုအန်ကြီးလေးတခုရယုံနဲ့သူတို့အလိုကျလိုက်လျောသွားနိုင်ကြများတဲ့အကြောင်းဆွေးနွေးခဲ့ပါတယ်။ဒါပေမဲ့အခုလိုဖြစ်ရမျိုးကိုဖြစ်စေတဲ့နောက်ထပ်အခြေအနေတခုလည်းရှိပါသေးတယ်။တပတ်လူဟာကျွန်တော်တို့ကို မတောင်းဆိုထားပဲကူညီခြင်းအပြင်ကျေးဇူးကြွေးတင်တဲ့ခံစားချက်ဝင်အောင်လုပ်နိုင်ပါတယ်။အဘေးအယူစည်းမျဉ်းရဲ့သဘောတရားအရကျွန်တော်တို့အနေနဲ့တခြားသူကပေးလာတဲ့အတိုင်းပြန်ပေးဖို့အတွက်ပဲပြောထားပါတယ်။ ျွန်တော်တို့ဘက်ကတောင်းဆိုခြင်းမရှိရင်တော့အဲ့ဒီဂျေစုကိုပြန်ဆက်ဖို့တာဝန်သိစိတ်ဖြစ်လာပါတယ်။ဥပမာ အမေရိကန်မတန်ဆွမ်းစစ်တီတော်ဟောင်းများအဖွဲ့အစည်းကစာတိုင်းကနေတစ်ဆင့်အလူငွေကောက်ကန်လွှာတွေပေးပို့တဲ့အခါပြားမြဆက်ရှိရာဂိုင်းနှုံးလောက်ပဲအခုအငွေတွေထည့်ဝင်ကြပါတယ်။ဒါပေမဲ့စားပို့တဲ့အချိန်မှာလက်ဆောင်တစ်ခုခုတီးတဲ့ဖန်တီးပေးရတဲ့လိပ်စာကတ်လို့ထည့်ပေးတဲ့အခါမှာအလူငွေထည့်ဝင်နှုံးက 35ရာဂိုင်းနှုတ်အထိနှစနီးပါးမြင့်တက်လာပါတယ်။တဘောကတော့ကျွန်တော်တို့ကိုယ်တိုင်တောင်းဆိုခဲ့တဲ့အကူအညီတွေအတွက်ပဲခြေဆုဆက်လို့စိတ်ဖြစ်လာတာမဟုတ်ပါဘူး။မတောင်းဆိုပဲရလာတဲ့အကူအညီတွေအတွက်လည်းကျွန်တော်တို့စိတ်ထဲခြေဆုဆက်လို့စိတ်ဖြစ်လာတတ်ပါတယ်။အဘိအယူစီမင်းရဲ့လူဦးရေလူမှုရေးဦးတည်ချက်ကိုစစ်စစ်တွေးကြည့်မယ်ဆိုရင်အဲ့ဒီလိုဘာကြောင့်ဖြစ်ရတယ်လဲမြင်နိုင်ပါတယ်။ ဒီစီးမြေဟာလူအချင်းချင်းကြားအပေးအယူဆက်ဆံရေးတွေတိုးတက်စေဖို့ရည်ရွယ်တာပါအဲ့ဒီလိုမှသာလူတယောက်ဟာကိုယ့်ဘက်ကနာမကိုမကြောက်ရပဲတခြားသူတယောက်နဲ့အဲ့ဒီလိုဆက်ဆံရေးမျိုးကိုတည်ဆောက်နိုင်မှာဖြစ်ပါတယ်အပေးအယူစီးမြေဟာအဲ့ဒီလိုရည်ရွယ်ချက်မျိုးရှိတယ်ဆိုရင်တပတ်လူကမတောင်းဆိုပဲကိုကစပြီးတော့ပေးရတဲ့အကူအညီမှလည်းဂျေစုကျွေးတင်မှုကို ဖန်တီးနိုင်စွာရှိပါတယ် ရှေးမှာပြောခဲ့သလိုပဲအပေးအယူအခြေပြုဆက်ဆံရေးတွေဟာလူအဖွဲ့အစည်းတစ်ခုကိုအစမတန်အကျိုးများစေပါတယ်။ဒါကြောင့်အပေးအယူစည်းမျဉ်းကို သူ့ရည်ရွယ်ချက်ကနေမတိတ်ချော်သွားစေဖို့အတွက်လူတွေကလည်းပြအားကောင်းကောင်းပေးထားကြပါတယ်။ဒါဆိုရင်တော့လူရင်ကြီးမှုရဲ့လက်ဆောင်ပေးခြင်းအမှုအချက်မှာဝန်းရံနေတဲ့လူမှုရေးပြအားအပေါ်နာမည်ကြီးပြင်သစ်မနုဿဗေဒပညာရှင် မာဆဲမော့စ်က လူတွေမှာပေးဖို့တာဝန်လက်ခံဖို့တာဝန်နဲ့ပြန်ပေးဖို့တာဝန်ရဲလို့ရှိပါတယ်လို့ပြောခဲ့တာမဆန်းပါဘူးပြန်ပြေးဖို့တာဝန်ကအပေးအယူစီးမင်းရဲ့အနှစ်သာရကိုဖော်ကျူးတယ်ဆိုပေမဲ့လည်းဒီစီးမင်းကိုအမျက်ထုတ်ဖို့လွယ်ကူစေတဲ့အချက်ကလက်ခံမှုတာဝန်ရှိတယ်ဆိုတဲ့အချက်ပါပဲလက်ခံမှုတာဝန်ဟာကျွန်တော်တို့ဂျေစုကျွေးတင်ကျင်တဲ့လူကိုရွေးချယ်ခင်မပေးပါဘူးအဲ့ဒီလိုရွေးချယ်ခွင့်က လာကူညီတဲ့သူရဲ့လက်ထဲရောက်သွားပါတယ် ဒီလုပ်ငန်းစရဲ့အလုပ်လုပ်ပုံကို အလုပ်လုပ်ပုံကိုမြင်ရဖို့ရှေ့မှာမြင်ခဲ့တဲ့ဥပမာတော့ပြန်ကြည့်ရအောင်အရင်ဆုံးရီဂန်သူတေသနာမှာဆိုရင်ပါဝင်သူတွေဟာဂျုံပေးခဲ့တဲ့အကူအညီကအကူအညီကြောင့်သူ့စီကနေလက်မှတ်နှစ်စားတော့ဝယ်ခဲ့ကြပါတယ်ဂျိုးပေးတဲ့အကူအညီဟာလည်းသူတို့တောင်းဆိုခဲ့တာမဟုတ်ပါဘူးဂျိုးကသူ့သဘောနဲ့သူအခန်းထဲကထွက်သွားပြီးတော့ပါဝင်သူအတွက်ဖြောရည်တပူပို့ယူလာပေးခဲ့တာပါ အဲ့ဒီဖြော်ရည်ကိုငင်းခဲ့တဲ့သူတယောက်မှမရှိပါဘူးဂျိုးရဲ့ကမ်းလှမ်းမှုကိုဘာကြောင့်ငင်းမှုခံမှန်လွယ်လွယ်လေးမြင်နိုင်ပါတယ်ဂျိုးကလည်းဖြော်ရည်ကိုဝယ်လာပြီးပါပြီအစာပြေဖြော်ရည်ကလည်းအဲ့ဒီအခြေအနေအတွက်တင့်တော်ပါတယ်အထူးသဖြင့်ဂျိုးကိုယ်တိုင်ကလည်းသူ့အတွက်သူတဘူးယူလာတဲ့အတွက်သူ့ရဲ့အလိုက်တိမှုကိုငင်းမယ်ဆိုရင်ရားရရာကြသွားမှာပါမီးတို့ပင်ဆိုစီကောင်မူဂျိုးကလက်မှတ်ရောင်းခြင်းကြောင့်ပြောဆိုခြင်းမှာတော့ ဖြော်ရီကနေအစာပြူလာတဲ့ကျေးဇူးကြွေးတင်မှုဟာသူ့အလိုလို အလုံးလုံးသွားပါတော့တယ်။ဒီနေရာမှာအရေးကြီးတဲ့မညီမျှမှုတစ်ခုကိုသတိထားကြည့်ပါ။ဂျိုးကပဲအကုန်လုံးကိုသူ့သဘောနဲ့သူရွေးချယ်သွားခဲ့တာပါ။စတင်ပြီးတော့ကူညီပေးတဲ့ပုံစံဖြော်ရီကိုလည်းသူပဲရွေးပါတယ်။နောက်တော့ကျေးဇူးပြန်ဆက်ပြီးလက်မှတ်ကိုလည်းသူပဲရွေးချယ်ခဲ့တာပါ။ဂျိုးရဲ့ကံလမ်းမှုနှစ်ခုလုံးကို ပါဝင်သူအနေနဲ့ငင်းဆန်ပိုင်ခွင့်ရှိတာကတော့အမှန်ပါပဲ ဒါပေမဲ့အဲ့ဒီလိုငင်းဆန်မှုခတ်ပါလိမ့်မယ်။ဘယ်အချက်မှဖြစ်ဖြစ်ငင်းဆန်လိုက်ခြင်းကပါဝင်သူအတွက်ဂျိုးကိုယ်တိုင်ဖန်တီးပေးရတဲ့အဘေးအယူစီးမဲအခြေပြုတဘာဝစွာအားတွေကိုစန့်ကျင်မှုလိုအပ်ပါလိမ့်မယ်။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့ဩဇာတိတ်ကမဆိုတဲ့စာအုပ်အပိုင်း၄ပဲဖြစ်ပါတယ်။ ကိုမလူချင်းနဲ့အကူအညီလက်ဆောင်ပဲဖြစ်နေစေအောင်တော့လက်ခံမိလိုက်တာနဲ့တပြိုင်တည်းကျေးဇူးကျွေးတင်မိသွားနိုင်တဲ့သဘောကို Hair Garage Society ရဲ့အလှငွေကောက်ဖြူဟာမှတွေ့နိုင်ပါတယ်။လေးစိတ်မှာသူတို့တွေရဲ့အလှငွေကောက်ခံပုံကိုစနစ်တကျလေ့လာခဲ့စဉ်တုန်းကအလှငွေကောက်ခံခြင်းခံရသူတွေကိုကျွန်တော်မှတ်တမ်းတင်ထားခဲ့ပါတယ်။များသောအားဖြင့်ဖြစ်ကြတာကတော့ဒီလိုပါ။လေးစိတ်ကိုလာတဲ့စီးပွားရေးသမားပဲဆိုပါစို့။ သူကလူထူထက်တဲ့နေရာမှာအလုံး30သွားနေပါတယ်အလူခံကသူ့ရှေ့ကိုရောက်လာပြီးပန်းတဲ့ဝင်ပေးတယ်စီးပွားရေးသမားကတန်အပ်တအောနဲ့ယူလိုက်ပါတယ်ဒါပေမဲ့ချက်ချင်းပဲပန်းမလိုခြင်းကြောင့်ပြောပြီးတော့ပြန်ပေးဖို့ကြိုးစားပါတယ်အလူခံကသူ့တို့အတင်းတော်ကပေးတဲ့လက်ဆောင်ဖြစ်ကြောင်းနဲ့ယူထားလိုက်ဖို့ပြောရင်တစ်ချိန်တည်းမှာပဲအတင်းတော်တို့အလူငွေထဲဝင်မယ်ဆိုရင်တော့ဂျေစုတင်မိမှာဖြစ်ကြောင်းတဆက်တည်းပြောပါတယ်စီးပွားရေးသမားကလည်းငြင်းမြန်ပါတယ် ဒီဘက်ကိုကျုံမလို့ခြင်းဘူးပြန်ယူလိုက်ပါစသဖြင့်ပေါ့အဲ့ဒီမှာလဲအလှကံကလဲဒါကကျွန်တော်တို့ပေးတဲ့လက်ဆောင်ပါလို့ပြန်ပြောပါတယ်အဲ့ဒီအချိန်စီးပွားရေးသမားကဝေခွဲမရဖြစ်သွားတာသိတာပါတယ်ပန်းယူပြီးတော့ဘာမှပြန်မပေးပဲလှည့်ထွက်သွားရမလားဒါမှမဟုတ်နဲ့နဲ့ဆိုင်ဆိုင်အမြင့်တွယ်နေတဲ့အဘေးအယူစီးမြင့်ကိုမဆန့်ကျင်တော့ပဲအလှငွေထဲလိုက်ရတော့မလားဒီအချိန်မှာတော့သူ့စိတ်ထဲမှာပြဿနာဟာမျက်နာပါတင်မကပဲတကူလုံးမှာပါပေါ်နေပါပြီ သူကအလူကန်စီကနေရှောင်ထွက်မရောလူချင်းခွာလိုက်ပါတယ်ဒါပေမဲ့လည်းအဘေးယူစီးမင်းရဲ့စွမ်းအားကြောင့်ပြန်လှည့်လာမိပြန်ပါတယ်နောက်တစ်ချိန်လှည့်ထွက်သွားဖို့ကြိုးစားပြန်ပါတယ်နောက်တစ်ချိန်ထွက်မသွားနိုင်ဖြစ်ရပြန်ပါတယ်အဲ့ဒီမှာလက်ခံကြောင်ကောင်းကြည့်ပြီးတော့အိတ်ကက်တဲ့လက်နိုင်ပါတော့တယ်ပါလာတဲ့1ဒေါ်လာ2ဒေါ်လာလောက်ကိုလှူပါတယ်ဒီတစ်ချိန်မှာတော့သူစိတ်အေးလက်အေးထွက်လာနိုင်ပါပြီလက်ထဲပါလာတဲ့လက်ဆောင်ကိုတော့အမိုက်ပုံးတွေ့တဲ့အချိန်ပြစ်ထုတ်လိုက်တာပါပဲ အသင်းဝင်တွေကသူတို့ပေးတဲ့လက်ဆောင်ကိုလူတွေမနစ်တမ်းမှန်တိကြပါတယ်။အဲ့ဒါနဲ့ပတ်သက်တဲ့ဖြစ်ရပ်တစ်ခုကိုကျွန်တော်မတော်တဆမြင်ခဲ့ရဘူးပါတယ်။လုံခဲ့တဲ့နှစ်အနည်းငယ်လောက်ကချီကာဂို အပီပီဆိုင်ရာလေစိတ်မှာအသင်းတော်ရဲ့အလူခံအဖွဲ့တစ်ခုကိုကျွန်တော်စောင့်ကြည့်နေခဲ့ပါတယ်။အဲ့ဒီမှာအသင်းဝင်တယောက်ဟာပန်းတွေ ကုန်သွားတိုင်းတနေရာကိုထွက်သွားပြီးပန်းတွေပြန်ယူယူလာပါတယ်။ဖြစ်ချင်တော့သူ့ပန်းတွေတွားယူတဲ့အချိန်နဲ့ကျွန်တော်နားမဲ့အချိန်နဲ့ကြိုက်သွားပါတယ်။ ဘဲမှသွားစရာမရှိတာကြောင့်သူ့နောက်ကိုကျွန်တော်လိုက်သွားခဲ့ပါတယ်။သူကအမိုက်ကန်နားကိုသွားတာပါ။သူကအမိုက်ဘုံတွေကိုတစ်ခုပြီးတစ်ခုလန်လောရှာပွေရဲ့အလူရှင်တွေပြစ်ထုတ်သွားတဲ့ပန်းတွေကိုပြန်ကောက်ပါတယ်။ပြီးတာနဲ့ကောက်လို့ရလာတဲ့ပန်းတွေကိုတချို့ပန်းတွေဆိုရင်အချိန်ချင်းပြန်အသုံးပြုပြီးပါပြီ။လေးစိတ်စီပြန်ယူလာပြီးတော့မိဘအလူကန်တွေစီကို ပြန်မျှဝေပေးရင်အဘေးအယူတန်ရာမှာပြန်အသုံးချပါတယ်။ ဒီနေရာမှာကျွန်တော်အထင်ကြီးသွားတဲ့အချက်တစ်ခုကတော့အမိုက်ပုံးတွေကဘန်းအများစုက ပြစ်ထုတ်သွားတဲ့လူတွေစီကနေအလူငွေတွေယူငယ်လာနိုင်တာပါပဲအဘေးယူစီးမြဲတဲ့သဘောတဘာဝအရာမလို့ချင်းလုံးလို့ချက်ချင်းပြစ်ထုတ်လိုက်တဲ့လက်ဆောင်ပဲဖြစ်နေစေအောင်တော့အဲ့ဒီလက်ဆောင်ကထိရောက်မှုရှိနေတော့ပါပဲမတောင်းဆိုတဲ့လက်ဆောင်တွေကလည်းကျေးဇူးကျေးကျွေးတင်မှုကိုဖန်တီးနိုင်ကြောင်းတတိထားမိသူဟာကာရာရှိအသွင်းတော်ပဲရှိတာမဟုတ်ပါဘူး စာရိုက်ကတစင်ပရာဟိတာအဖွဲကနေမတောင်းဆိုပဲလက်ဆောင်တွေမတောင်းဆိုပဲမတောင်းဆိုတဲ့လက်ဆောင်တွေကလည်းကျေးဇူးကျွေးတင်မှုကိုဖန်တီးနိုင်ကြောင်းတတိထားမိသူတွေကခရစ်နာအသေးတော်ပဲရှိတာမဟုတ်ပါဘူးစာရိုက်ကတစင်ပရာဟိတာအဖွဲတွေကပို့ပေးတဲ့လက်ဆောင်တွေဒီသာလိပ်စာကတ်တွေနှုတ်ဆက်ကတ်တွေတော့ချိတ်တွေနဲ့အတူ အလှူခံစာကိုပါကျွန်တော်တို့ရဖို့ပါလိမ့်မယ်။မနေ့တည်းမှာတင်ကျွန်တော်၅ဆောင်ရခဲ့ပါတယ်။နှဆောင်ကတော့မတန်ဆွမ်းစစ်သားတွေအဖွဲ့တွေက ဖြစ်ပြီးတော့ကျန်တာတွေကတော့သာသနာပြုကျောင်းတွေဈေးရုံတွေကဖြစ်ပါတယ်။အားလုံးမှာတူညီတဲ့တည်င်းစကားမျိုးပါဝင်ကြပါတယ်။ပါလာတဲ့ပစ္စည်းတွေကိုလက်ဆောင်လို့သဘောထားဖို့နဲ့ကျွန်တော်လှူရန်လှူရန်ငွေကြေးပမာဏကိုလည်းပစ္စည်းဖို့လို့သဘောမထားပဲမြစ်တာရောင်ပြန်ဟတ်တဲ့အနေနဲ့သာသဘောထားလို့ဖြစ်ပါတယ် ဒါသနာပြုအဖွဲ့အစည်းတစ်ခုကပေးတဲ့အစားတစောင်တည်းမှာဆိုရင်သူတို့ပို့ပေးလိုက်တဲ့နှုတ်ဆက်ကတ်တွေအတွက်ပတ်စံပေးရတယ်လို့သဘောမထားပဲပို့ပြီးတော့စေတနာထက်တန်စေရန်အလို့ကပို့ပေးခြင်းဖြစ်တယ်လို့ရေးထားပါတယ်လက်ဆောင်တွေကအခုမဆောင်ရတာကြောင့်အားသာချက်ရှိတာကတော့မြင်သာပါတယ်ဒါပေမဲ့အဲ့ဒီအချက်အပြည့်ပစ္စည်းမရောဘဲလက်ဆောင် ပေးခြင်းကအဖွဲ့အစည်းတွေအတွက်အကျိုးရှိစေတဲ့နောက်ထပ်အကြောင်းရင်းရှိပါသေးတယ်ကိုမလိုချင်တဲ့လက်ဆောင်ပဲဖြစ်နေစေအောင်တော့ းလက်ဆောင်တစ်ခုရလာရင်ပြန်ပေးဖို့ယဉ်ကျေးမှုဖိအားကောင်းကောင်းရှိပါတယ်။ဒါပေမဲ့မလိုချင်တဲ့ပစ္စည်းကိုဝယ်ဖို့အတွက်တော့အဲ့ဒီလိုဖိအားမျိုးမရှိနေပါဘူး။မမျှတာတဲ့အဘေးအယူတွေကိုဖြစ်စေတဲ့စီးမြင်းအဘေးအယူစီးမြင်းကိုအသုံးချပြီးတော့အမြတ်ထုံနိုင်တဲ့နောက်ထပ်ကဏ္ဍတစ်ခုရှိပါသေးတယ်။ဝီယော်ဒီဖြစ်စရာတစ်ခုကတော့အဘေးအယူစီးမြင်းဟာလူလူချင်းကြားမှာမျှတာတဲ့အဘေးအယူတွေဖြစ်လာဖို့ပေါ်ထွက်လာခဲ့တာပါ။ ဒါပေမဲ့မမျှတာတဲ့အပေးအယူတွေဖြစ်လာအောင်ဒီစည်းမျဉ်းကိုအသုံးချအမြတ်ထုတ်နိုင်ပါတယ်ဒီစည်းမျဉ်းမှာလောက်ရတစ်ခုကိုအလားတူစင်တူတဲ့လောက်ရတစ်ခုနဲ့ပြန်တုပ်ပြန်ရမယ်လို့ဆိုပါတယ်အကူအညီလက်ဆောင်တစ်ခုကိုအကူအညီလက်ဆောင်တစ်ခုနဲ့တုပ်ပြန်ရမှာပါလစ်လျူမရှုရပါဘူးအတူတစ်ဖြစ်ပြန်မတိုက်ခတ်ရပါဘူးဒါပေမဲ့အဲ့ဒီလိုစင်တူတဲ့လောက်ရပေါင်ထဲမှာတော့ကိုနှစ်တတ်တလို့လောက်ပိုင်ခွင့်ရှိပါတယ်အဆအုံဆုံးပေးလိုက်တဲ့ သေးငယ်တဲ့အကူအညီဟာပိုကြီးမားတဲ့အကူအညီတစ်ခုကိုပြန်ပြီးတော့လက်ခံနိုင်စေတဲ့အသည့်ယေရှုပြုမှုဂုဏ်သတ္တိမျိုးမွေးထုတ်ပေးနိုင်ပါတယ်ကျွန်တော်တို့မြင်ခဲ့ရသလိုအဆအဦးဆုံးပေးတဲ့အကူအညီနဲ့ပြန်ရတဲ့အကူအညီပုံစံတွေကိုလူတစ်ယောက်တည်းကရွေးချယ်ခွင့်ရှိတာကြောင့်အဘေးအယူစီမင်းကိုအမြတ်ထုတ်ခြင်းတဲ့သူတွေကမမျှတာတဲ့အဘေးအယူမျိုးဖြစ်အောင်ကျွန်တော်တို့ကိုလှည့်စားသွားနိုင်ပါတယ်ဒီအတွက်လဲရီဂန်သူတေသနာကိုပြန်ကြည့်နိုင်ပါတယ် အဲ့ဒီဒုတိယနာမှာဂျိုးဟာပါဝင်သူတချို့တဝက်ကိုကန္နာဦးလက်ဆောင်အနေနဲ့ဖြောရည်ဘူးတွေပေးခဲ့ပြီးတော့နောက်တော့သူ့ရဲ့မဲလက်မှတ်တွေကိုဒဇောင်း25ပြားနှုန်းနဲ့ဝယ်ဖို့တောင်းဆိုခဲ့ပါတယ်။ကျွန်တော်ပြောဖို့ကျွန်တော်ပြောဖို့မိခဲ့တဲ့အချက်တစ်ခုကတော့ဒီဒုတိယနာကို1960ဝန်းကျင်လောက်ကလုပ်ခဲ့တာပါ။အဲ့ဒီအချိန်တုန်းကကုတ်တဘူးမှာ10ပြားပါပဲ။ ်ဆယ်ပြားတန်ကုလာတဘူးရတဲ့ပါဝင်သူအများစုဟာအ ਨੇ ဆုံးလက်မှတ်နှဆောင်ဝယ်ကြပါတယ်တချို့ဆိုရင်9ဆောင်လောက်အထိဝယ်ကြပါတယ်ရေဘူးရအပြည့်ကြည့်ရင်တော့ဂျိုးအမျက်ထွက်သွားမှမြင်နိုင်ပါတယ်အမျက်၅ဆဆိုတာလေးစားဖို့ကောင်းပါတယ်ဒါပေမဲ့ဂျိုးဖြစ်ရမှာတော့အမျက်၅ဆဆိုပေမဲ့လည်းပြား90ပဲရှိတာပါ အဘေးယူစီမင်းကအကူအညီလက်ဆောင်တွေကြားမှာပြောပါလောက်တဲ့ကွာဟချက်ကြီးကြီးမားမားဖန်တီးနိုင်ပါမလားအခြေအနေအချိန်အခါကိုင်းကြည့်ရင်တော့ဖန်တီးနိုင်ပါလေကျွန်တော်ចောင်းသူတယောက်ဂျုံတွေးခဲ့ရတဲ့အဖြစ်အပျက်ကိုဥပမာပေးခြင်းပါတယ်လုံခဲ့တဲ့တစ်နှစ်လောက်ကကျွန်မကားဆက်တည်သွားတယ်အဲ့ဒီမှာကျွန်မထိုင်နေတော့ကားပါကင်ထဲကယောက်ျားတယောက်လာပြီးကားကိုဂျန်စတန်နဲ့နှိုးပေးသွားတယ် ကျမကဂျေစုတင်ချောင်းပြောတော့သူကလည်းရပါတယ်တဲ့သူထွက်သွားကန်ပြီးတော့အကူအညီလိုရင်လာတောင်းလို့ရချောင်းကျမလမ်းပြောလိုက်ပါတယ်တလားလောက်နေတော့သူကကျမအိမ်တကားကိုလာခောက်ပြီးတော့သူကကဝက်ရှော့ရောက်နေလို့ကျမကကိုနှစ်နိုင်လောက်ပေးငှားဖို့ပြောတယ်ကျမကဂျေစုကြွေးရှိတယ်လို့ခံစားရပေမဲ့ဇဝေဇွားတော့ဖြစ်နေတယ်ကားကလည်းတော်တော်တစ်ပြီးသူကလည်းတော်တော်ငယ်ပုံပေါက်နေတော့လေ နောက်မှသူကအသက်မပြည့်ပြေးတဲ့အသက်မပြည့်သေးတဲ့အပြင် အာမခံလည်းမရှိကြောင်းကျွန်မသိလိုက်ရတယ်။အဲ့ဒီလိုနဲ့ကားပေငှားလိုက်တာပေါ့ကားကလည်းစုပ်ပြတ်ပြီးတော့ပြန်ရောက်လာတာပဲ။စဉ်းစားစဉ်းကျင်ရရှိတဲ့အမျိုးသမီးတယောက်အနေနဲ့သူ့ရဲ့ကားအသက်ဆက်ဆက်လေးကိုလွန်ခဲ့တဲ့တလကမှသူ့ကိုပါပါလေးကူညီခဲ့တဲ့အသက်မပြည့်သေးတဲ့တစိမ်းတယောက်ကိုဘာကြောင့်ပေးငှားလိုက်ရတာများလဲ။ခြုံပြောရရင်ကနန်ဦးအကူအညီသေးသေးလေးဟာပြန်ရတဲ့အခါ ဘာကြောင့်အကူအညီကြီးဖြစ်သွားနေရတာလဲအရေးကြီးတဲ့အကြောင်းအရင်းတစ်ခုကတော့ခံစားရခက်တဲ့ကြွေးတင်ခြင်းခံစားချက်ကနေလာပါတယ်ကျွန်တော်တို့အများစုဟာတစုံတယောက်အပေါ်ကြွေးတင်နေရတဲ့ခံစားချက်ကို မကြိုက်ကြပါဘူးအဲ့ဒီခံစားချက်ကလေးလံတဲ့အတွက်အတတ်နိုင်ဆုံးရှင်းထုတ်လာခြင်းပါတယ်ဒီခံစားချက်ရဲ့ဇင်းမြစ်ကိုလိုက်ဖို့မခက်ပါဘူးအဘိအယူဆက်ဆံရေးတွေဟာလူအဖွဲ့အစည်းထဲမှာအရေးပါလို့တဲ့အတွက် ပြန်မပေးမိရင်ကျွန်တော်တို့ဟာစိတ်မသက်မသာဖြစ်ကြရပါတယ်။တခြားသူကစပြီးတော့ပေးကန်လာတဲ့အကူအညီကိုကျွန်တော်တို့ကလစ်လျူရှုလိုက်မယ်ဆိုရင်အပေးအယူဂွင်းဆက်တစ်ခုကိုတတ်လိုက်တယ်လို့ဖြစ်သွားမှာဖြစ်ပြီးတော့ကူညီတဲ့သူအနေနဲ့လည်းနောက်တစ်ချိန်မှာအဲ့ဒီလေအကူအညီမျိုးပေးကျင်တော့မှာမဟုတ်ပါဘူး။ဒီပြရတဲ့ခုလုံးကိုလူအဖွဲ့စီကမလိုလားကြပါဘူး။ဒါအပြင်ကျွန်တော်တို့ဟာမွေးဖွားဒီမှတေဆုံးတဲ့အထိတာဝန်သိစိတ်ရှိဖို့လေ့ကျင့်ခံခဲ့ရတာပါ။ ဲ့ဒီအကြောင်းရင်းတစ်ခုတည်းနဲ့တင်ကျွန်တော်တို့ဟာကြွေးတင်ခြင်းဆိုတဲ့စိတ်တစားဝုန်ထုတ်ချီးကိုဖြေလျှော့ဖို့အလုံးကကိုရတဲ့အကူအညီတစ်ပိုးကြီးတဲ့အကူအညီမျိုးကိုပေးလိုစေရှိကြပါတယ်။ဒါပေမဲ့နောက်ထပ်အကြောင်းပြချက်တစ်ခုလည်းရှိနေပါသေးတယ်။ကိုဘက်ကပြန်ပေးလိုစိမ့်မရှိပဲနဲ့တခြားသူစီကအကူအညီကိုလက်ခံတဲ့လူတွေကိုလည်းလူအတိုင်းအဝိုင်းကပေါ်ပေါ်ထင်ထင်မနစ်မြိုကြပါဘူး။ အခြေအနေအရရကြောင်ပြန်ပေးနိုင်ခြင်းမရှိသူမရှိသူတွေကတော့ချွင်းချက်ဖြစ်ပါတယ်။များသောအားဖြင့်တော့အဘေးအယူဆင်းရဲပြဋ္ဌာန်းချက်တွေအတိုင်းမလိုက်နာနိုင်တဲ့လူတွေကိုတော့မနှိမ့်မြှုပ်ကြပါဘူး။အချောင်းတစ်ပါးယေရှုမတိတတ်တဲ့သူစတဲ့အတုံးအနှုံးတွေဟာလူတွေနှကောင်းရှုပ်တတ်ကြတဲ့အတုံးအနှုံးတွေပါ။အဲ့ဒီနာမည်မျိုးတွေအခေါ်မခံကျင်တာကြောင့်တခါတလေမှကျွန်တော်တို့တွေဟာမမျှတာတဲ့အဘေးအယူမျိုးကိုပါလက်ခံလိုက်တတ်ကြပါတယ်။ ပေါင်းစည်းလိုက်ရင်တော့စိတ်မသက်မသာပြင်းမှုနဲ့အရှက်တကွဲအကျိုးနဲ့ဖြစ်နိုင်ခြေဟာအတော်ကို လေးလံတဲ့စိတ်ပြီးအားမျိုးဖြစ်စေပါတယ်။အခုလိုအရင်အနည်းမျိုးကိုသေချာတွေးကြည့်လိုက်ရင်တိတ်ပြီးတော့ဗဟေတိမဆန်တော့ပါဘူး။ဒါပြင်လူတွေကသူတို့ပြန်မပေးနိုင်လောက်မဲ့အခုအညီမျိုးကိုလည်းတောင်းလို့မရှိပါဘူး။ဒီအကြောင်းကို pick back တက္ကသိုလ်မှာလောက်ခဲ့တဲ့သူတည်တနာမှာမြင်နိုင်ပါတယ်။ပစ္စည်းဥစ္စာ ထိခိုက်နစ်နာတာထက်စိတ်ထိခိုက်နစ်နာရတာဟာပိုဆိုးတာကြောင့်ဖြစ်နိုင်ပါတယ်။တခြားကိစ္စတွေမှာဆုံးရှုံးနေတာမှုရှိနိုင်ခြေကလည်းလူတွေကိုတချို့လက်ဆောင်တွေအခွင့်အရေးတွေကိုညှဉ်းဆန်စေပါတယ်။အမျိုးသားတွေစီကဈေးကြီးလက်ဆောင်တွေဈေးကြီးဒင်နာတွေရတဲ့အခါခံစားရတဲ့ကျေးဇူးကြွေးတင်မှုခံစားချက်အကြောင်းကိုလည်းအမျိုးသမီးတွေက မကြာမကြာပြောလို့ရှိပါတယ်။ ရမကာတကွက်လိုဈေးနေတဲ့ပစ္စည်းလေးကတော့ကျွေးတင်တဲ့ခန်းစားချက်မျိုးဖြစ်စေနိုင်ပါတယ်။အဲ့ဒီအကြောင်းကိုကျွန်တော်ရဲ့အကြောင်းသူတယောက်ကသူရေးတဲ့စာတန်းထဲမှာအခုလိုပုံပွင့်လေးလေးပေါ်ပြခဲ့ပါတယ်။ဤအခန့်နဲ့တင်ယူခဲ့ရပြီးတဲ့နောက်မှာတော့ကလပ်မှာတွေ့တဲ့ဘယ်ယောက်ကြားကူမှအယက်ဝဲတိုက်ခွင့်မပေးတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့နှစ်ယောက်လုံးစိတ်ထဲမှာကျွန်မကလိန်ပိုင်းဆိုင်ရာအယကျွေးတင်သွားပြီဆိုတဲ့ခန်းစားချက်မျိုးမခံစားစေချင်လို့ပါတဲ့။ သူ့ရဲ့တောကားတွေအတွက်လည်းအခြေခံအကြောင်းရင်းရှိကြောင်းသူ့ဒေသနာတွေမှာတွေ့ရပါတယ်။အကယ်၍အမျိုးသမီးတစ်ယောက်ကတခြားအမျိုးသားတစ်ယောက်ကိုအရက်ဝဲတိုက်ခွင်ပေးလိုက်မယ်ဆိုရင် သူဟာအဲ့ဒီအမျိုးသမအမျိုးသားကို လိန်ပိုင်းဆိုင်ရာအရာပို့ပြီးတော့လိုက်လျောနိုင်ခြေရှိကြောင်းလူတွေက အမျိုးသားရောအမျိုးသမီးရပါဆုံးဖြတ်ထားကြပါတဲ့အဘေးယူအဆိုင်ရာအလျှော့ပေးမှုများတပတ်လူကိုလိုက်လျောလာစေဖို့အဘေးအယူစည်းမျဉ်းကိုအသုံးချနိုင်တဲ့ နီလန်းတစ်ခုရှိပါသေးတယ်။ဒီနီလန်းကတော့တခြားသူတယောက်ကို အကူအညီပေးပြီးတော့အကူအညီပြန်တောင်းတဲ့တိုက်ရိုက်နီလန်းထပ်ပို့ပြီးတော့ပူသိမ်မွေပါတယ်။တချို့နေရာတွေမှာဆိုရင်တိုက်ရိုက်နီလန်းထပ်ပို့ပြီးတော့တောင်းထိရောက်ပါသေးတယ်။ဒီနီလန်းရဲ့အစွမ်းထပ်ပုံကိုလွန်ခဲ့တဲ့နေ့အနေငယ်ကကျွန်တော်ရဲ့ကိုပိုင်အတွေ့အကြုံကနေတဆင့်သိခဲ့ရတာပါ။အဲဒီကနေကျွန်တော်လမ်းလျှောက်နေတော့အဲ့ဒီနေ့ကကျွန်တော်လမ်းလျှောက်နေတော့စက်တက်စက်တက်စက်တက် ်၁၇နှစ်၁၂နှစ်အရွယ်ကောင်လေးတယောက်ကရောက်လာပါတယ်သူကသူမိတ်ဆက်ပြီးတော့စနေနေ့ညမှာကျင်းပမယ်နေ့စဉ်လူငယ်ကင်းနောက်ဆက်ကအတော့လက်မှတ်တွေရောင်းနေကြောင်းပြောပါတယ်သူကလက်မှတ်တစ်စောင်ကို၅တဲ၅ဒေါ်လာနဲ့ဝယ်နိုင်မလားလို့မေးပါတယ်စနေနေ့ညမျိုးမှာကင်းနောက်ဆက်ကကိုမသွားကျင်တာကြောင့်ကျွန်တော်ကငြင်းခဲ့ပါတယ်သူကဒါဆိုလေလက်မှတ်မဝယ်တော့ဘူးဆိုတော့ချောကလက်ချောင်းလေးဝယ်ရောတချောင်းမှာ1ဒေါ်လာလေးပါလို့ပြောပါတယ် ဒါနဲ့ကျွန်တော်ကနှချောင်းဝယ်ပေးလိုက်ပါတယ်အဲ့ဒီမှာချက်ချင်းပဲမှတ်သားစရာကိစ္စလေးကိုကျွန်တော်သတိထားမိသွားပါတယ်ဘာကြောင့်လဲဆိုတော့ကကြီးကျွန်တော်ချောကလက်ချောင်းမကြိုက်ပါဘူးခခွေးပတ်စံကြိုက်ပါတယ်ကငယ်ကျွန်တော်ကချောကလက်နှချောင်းနဲ့ကြံခဲ့ပါတယ်နာကြီးကောင်လေးကပတ်စံ2ဒေါ်လာရသွားပါတယ်ဖြစ်သွားတဲ့ကိစ္စတွေကိုတည်တည်ချာချာနားလည်ဖို့အတွက်ကျွန်တော်ရုံးကိုပြန်လာပြီးတော့အကူတူတီတီတွေနဲ့အစည်းအဝေးထိုင်ခဲ့ပါတယ် ဖြစ်ပုံကိုဆွေးနွေးကြည့်တော့ကျွန်တော်ကိုချောကလက်ရောင်းမှုအဘေးယူစည်းမျဉ်းကိုအတုံးချသွားပုံကိုမြင်လာခဲ့ပါတယ်။ရေဘူးရအပြည့်ဒီစည်းမျဉ်းအရာလူတယောက်ဟာကိုယ့်ကို တခုခုဆောင်ရွက်ပေးရင်အဲ့ဒီလိုပဲပြန်ဆောင်ရွက်ပေးဖို့တာဝန်ရှိပါတယ်။စည်းမျဉ်းရဲ့အကျိုးဆက်အနေနဲ့ကျွန်တော်တို့ဟာရခဲ့တဲ့အကူအညီတွေကိုနီလန်တမျိုးမျိုးနဲ့ပြန်ဆက်ဖို့တာဝန်ရှိကြောင်းရှေ့မှာဆွေးနွေးခဲ့ပါတယ်။ နောက်ထပ်အကျိုးဆက်တစ်ခုကတော့ကျွန်တော်တို့ကိုရှော့ပော့ပေးတဲ့လူတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ရှော့ပော့ပေးချင်တာပါပဲအဲ့ဒီအကြောင်းကိုကျွန်တော်တို့အဖွဲ့တွေးမိမှတွေးမိမှပဲကင်းတော့လေတုံးသွားတာအဲ့ဒီနီးလန်းဖြစ်နေမှကျွန်တော်တို့နားလေသွားပါတယ်တဒေါ်လာတန်ချောကလက်တစ်ချောင်းဝယ်ဖို့ကန်လှမ်းမှုဟာသူ့ဘက်ကကျွန်တော်ကိုအလျှော့ပေးမှုတစ်ခုဖြစ်သွားပါတယ်ချောကလက်ချောင်းဟာ9ဒေါ်လာတန်လက်မှတ်ကနေလျှော့ပေးလိုက်တဲ့ကန်လှမ်းမှုတစ်ခုပါ အဘေးအယူစည်းမျဉ်းရဲ့သဘောတရားအတိုင်းကျွန်တော်လိုက်နာဖို့ဆိုရင် ကျွန်တော်ဘက်ကတခုခုအလျှော့ပေးမှဖြစ်ပါလိမ့်မယ်ပြောခဲ့သလိုပဲကျွန်တော်ဘက်ကအလျှော့ပေးခဲ့ပါတယ်သူဘက်ကကန်းလန်းတဲ့လက်မှတ်နဲ့ချောကလတ်နှစ်ခုလုံးကိုကျွန်တော်ဘက်ကစိတ်ဝင်စားခြင်းမရှိတာတောင်မှတောင်းဆိုမှုကြီးကနေတောင်းဆိုမှုလေးအဖြစ် သူဘက်ကအလျှော့ပေးသွားချိန်မှာတော့ကျွန်တော်ကလည်းလိုက်လျောမိသွားပါတော့တယ် အလိုအလျောက်လွှမ်းမိုးမှုလက်နက်တခုဟာတောင်းဆိုမှုတခုကိုအားဖြင့်ပေးနိုင်ကြောင်းဒီဥပမာမှာတွေ့နိုင်ပါတယ်။ပစ္စည်းတခုကိုကြိုင်နေတတ်လို့ဝယ်တာမဟုတ်ပဲဝယ်ယူဖို့တောင်းဆိုပုံဟာအပေအယူစီးမြဲရဲ့အစွမ်းကိုအသုံးချခဲ့တာကြောင့်ကျွန်တော်မှဝယ်ယူခြင်းစိတ်ဖြစ်သွားခဲ့တာပါ။ဒီနေရာမှာကျွန်တော်ချောကလက်ချောင်းမကြိုက်တာကအရေးမပါတော့ပါဘူး။ကင်းထောက်လေးကကျွန်တော်ကိုအလျှော့ပေးလိုက်တဲ့အတွက်ကျွန်တော်ကလည်းကိုပိုင်အလျှော့ပေးတဲ့နီးနဲ့ရန်ရယာဆန်ဆန်တုတ်ပြန်ခဲ့တာပါ။ အလျှော့ပေးမှုကိုအလျှော့ပေးမှုနဲ့တုံ့ပြန်လိုစိတ်ကအချိန်အခါမရွေးအလုပ်ဖြစ်လောက်တဲ့အထီတော့အားမကောင်းပါဘူးဒီစာအုပ်ထဲမှာဖော်ပြထားတဲ့ဘယ်နီးလန်းကမှအဲ့ဒီလောက်အားမကောင်းပါဘူးဒါပေမဲ့ကျွန်တော်နဲ့ကင်းတောက်၄ချားကအဖြစ်အပျက်မှာတော့မလိုချင်တဲ့ချောကလက်ချောင်းတွေကိုဈေးကြီးပေးဝယ်မိလောက်တဲ့အထီအပြန်အလှန်အလျှော့ပေးလိုစိတ်ကအားကောင်းခဲ့ပါတယ်ဘာကြောင့်အလျှော့ပေးမှုကိုအလျှော့ပေးမှုနဲ့တုံ့ပြန်ခြင်းရတာလဲ အဲ့ဒီမေးခွန်းရဲ့အဖြေကတော့လူအဖွဲ့အစည်းကရတဲ့အကျိုးကျေးဇူးနဲ့ဆက်နွယ်နေပြန်ပါတယ်ဘုံရည်မှန်းချက်တွေကိုညီညီညွတ်ညွတ်စုခုနိုင်မှုအတွက်လူအဖွဲ့အစည်းတိုင်းကအလိုရှိကြပါတယ်ဒါပေမဲ့လူမှုဆက်ဆံရေးခန့်မှန်းများမှာပါဝင်သူတွေဟာချက်ချင်းလက်မခံနိုင်လောက်တဲ့တောင်းဆိုမှုတွေနဲ့စတင် တောင်းဆိုကြပါတယ်ဒါကြောင့်လူအဖွဲ့အစည်းတစ်ခုအနေနဲ့ လူလူချင်းအကျိုးရှိရှိပူးပေါင်းလှုပ်ဆောင်နိုင်စေဖို့အဲ့ဒီလိုလက်မခံနိုင်စရာ တောင်းဆိုချက်တွေကိုဘေးဖယ်ထားနိုင်အောင် စီစဉ်မှုမဖြစ်မနေလိုအပ်လာပါတယ်။အဲ့ဒီလိုစီစဉ်ဖို့ဆိုရင်အချင်းချင်းညှိယူကြရပါတယ်။ဒီလုပ်ငန်းစဉ်မှာအပြန်အလှန်အလျှော့ပေးခြင်းဟာအရေးပါတဲ့ကဏ္ဍတစ်ခုပါ။ဟုတ်ကဲ့ကျွန်တော်ဒီနေ့ဖတ်ပြခဲ့တဲ့ဩဇာတိတ်ကမစာအုပ်အပိုင်း၄ ဒီမာတင်ပြီးဆုံးပါပြီဆက်လက်နားဆင်လိုပါကကျွန်တော်တို့ရဲ့ channel ဖြစ်တဲ့ zone bo channel လေးကို subscribe လုပ်ပြီးတော့ notify bell လေးနှိပ်ထားပေးဖို့မြတ်တာရက်ခံပါတယ်သဘောကျနှစ်သက်တဲ့ဆိုပါကလည်း like and share လေးလုပ်သွားပေးဖို့မြတ်တာရက်ခံပါတယ်ခင်ဗျာအားလုံးကောင်းသောနေ့လေးကိုပိုင်းဆိုင်နိုင်ပြီးတော့ BN နဲ့အသွေးသွေးနဲ့ကတ်သုံးပါရံမှာအမြန်ဆုံးကြော်လွှားပြီးတော့ငြိမ်းချမ်းသောဘဝမှာအမြန်ဆုံးပြန်လည်နေထိုင်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ